နောက်တရုတ်ကလည်းမြန်မာနိုင်ငံကိုကြားဖြန့်လုပ်ငန်းတွေမကဘူးအခုမင်းကလေးတွေကိုပြစ်တစားဟလာဟိုတယ်တွေမှာပြစ်တစားဓာတ်ပုံတွေရိုက်ပြီးတော့တစ်ခါကြည့်ကြံ9000လေအချင်းစာရီတာဖြည့်ယုံတင်မကဘူးအခုပြန်ပြီးဆွဲတာ၄နောက်မင်းကလေးတွေကိုပြန်ပြီးဆွဲပြီးတော့ဟလာကိုရင်းလူပြောက်တာ၄ဒါ၄လေတရုတ်တည်းရဲ့လက်ချက်ပဲတဲ့ အခုချင်းအဲ့ဒါဖုန်ပြောမိတယ်ဂျပန်မှာဖုန်ပြောတဲ့အခါကျတော့လက်ရှိနိုင်ငံဖြစ်နေတာမှာ KNU ရဲ့ KIA ရဲ့ AA ရဲ့နော်နောက်စကိုင်းတိုင်းက PDF တည်းရဲ့ဒါဒီနေ့တိုက်ပွဲတွေပြင်းထန်နေတယ်အဲ့မှာအစ္စလမ်ဘာသာဝင်မွတ်စလင်တွေက uniform ကိုပြီးတော့အဲ့မှာတိုက်ပွဲမှာပါနေတယ်ဒါဒီမကဘူးဝါမှာဒီကလားတွေပါပါနေတယ်အဲ့တော့ ဒီတိုင်းရင်းသားကေတရီစီရီယောအေအေယော DNL ရီယောကျူကျော်တဲ့ဝါကုကန်မိုင်းလာရီယောမွန်နီယောရှန်နီယောကိုတက်မရောအနေနဲ့ဟလာသူတို့အနေနဲ့ဆောင်ရွက်သွားမယ်တဲ့သူကအေးတက်မရောအနေနဲ့မဆောင်ရွက်နိုင်တာကဒီတရုတ်နဲ့ဒီခိုးဝင်လာတဲ့အကြံဖက်ကလာတွေပဲတဲ့အဲ့တော့ တမရောကနေပြီးတဲ့အခါမှာဒီလက်နဲ့ကြိုင်တန်းရင်သားလူနေစုတပုံလေးကိုအပြတ်မရှင်းနိုင်ဘူးဆိုရင်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဘင်္ဂါလီတွေကလှိမ့်ဝင်လာမယ်တဲ့နောက်တရုတ်ကလည်းမြန်မာနိုင်ငံကိုကြက်ဖြန့်လုပ်ငန်းတွေမကဘူးအခုမင်းကလေးတွေကိုပြစ်တစားဟလာဟိုတယ်တွေမှာပြစ်တစားထပ်ပုံတွေရိုက်ပြီးတော့တခါကြည့်ကြံ၅00နဲ့အကျဉ်းစာရီတာဖြည့်ယုံတယ်မကဘူးအခုပြန်ပြီးဆွဲတာတွေနောက်မင်းကလေးတွေကိုပြန်ပြီးဆွဲပြီးတော့ဟလာဟိုရင်ဒူပြောက်တာတွေဒါတွေလေ တရုတ်တည်းရဲ့လက်ချက်ပဲတဲ့နောက်တစ်ခုကတော့နောက်တစ်ခုကတော့တဲ့ကိုမြန်မာနိုင်ငံမှာဟလာစစ်ဖြစ်လာတာပေါ့နည်းနည်းတိုင်တိုင်ရင်သားတပုံနေနဲ့စစ်ဖြစ်လာတာကကိုကဖြစ်နေပြီတဲ့နော်စစ်ဖြစ်လာတာနှစ်ပေါင်း80ကျော်ရှိနေပြီဒုတိယကမ္ဘာစစ်ထဲကအဲ့တော့နောက်အပြင်အဲ့ဒါအပြင်နော်ပညာရေးမှလည်း ဒီအနောက်နိုင်ငံမပြောနဲ့ပေါ့နော်ပညာရေးမှလည်းဒီစင်ကာပူက one to danger တွေမှာရှိတယ်တဲ့အဲ့တော့ကျမကနေပြီးတဲ့အခါမှာသူ့ကိုပြောပြတာပါကျမလို့ဖုန်ဖြည့်ရတယ်လို့ဖုန်ဖြည့်တဲ့အခါကျတော့ဖုန်ဖြည့်တဲ့သူက BSc physics လို့ဆိုပြီးတော့ရေးပါလို့ပြောတယ်လို့ကျမကမဟုတ်ဘူးကျမကိုယ်ရင် qualify ဖြစ်ခဲ့ပါတယ်အဲ့တော့ qualify ဖြစ်တဲ့အတွက်ကြောင့်မလို့ MSc 22လို့ဖြည့်လို့ရဖြည့်လိုက်နေတော့လို့ဆိုပြီးတော့ အဲ့မှာ तू ကဘာပြောလဲဆိုတော့ကိုရင်းနဲ့ကလာလူတယောက်ကတဲ့နော်လူတယောက်ကတဲ့သွားသွားတက်ကတူမှာတက်ခဲ့တယ်တဲ့ तू စရုထနေနေကြောင်းထုတ်ခံရတယ်ဟလာအဲ့ဒါဆိုရင်တဲ့ तू တဲ့ပညာအရေးအချင်းကို dentist dental မှာပေါ့နော် BDS မှာပေါ့နော်အဲ့ဒါ picture of the dentist surgery a BDS မှာ4 year ဟလာ လို့ရေးမလားတဲ့ရေးရင်သူဆရာဝန်ဖြစ်တာမဟုတ်ဘူးတဲ့ဆရာဝန်ဖြစ်တယ်လို့မှာရေးလို့ရတာဂျပန်မှာဆိုရင်အရေးအချင်းစစ်ဆံမပွဲကိုဖြည့်ပြီးတော့မှဂျပန်မှာစိတ်ကူတလို့ရတာတဲ့အဲ့တော့အဲ့မင်းနဲ့ဂျမကိုမင်း qualify ဖြစ်ပြီးတော့မင်းတက်ခဲ့ပြီးတော့ဘွဲရတာမဟုတ်ဘူးဘာဖြစ်လို့ဒီလိုထည့်ရင်းနေလဲတဲ့သူကအဲ့လိုပြောတယ်အဲ့တော့အဲ့ဒါပဲတဲ့မြန်မာတွေကတဲ့ဟလာယူယူလေးကလာဘွေလေးရရင်ပဲ BA ရရ BSC ပဲရရ အဝေးတင်နေပဲရရဟလာစပေးစာယူအဝေးတင်နေပဲရရဒီစင်ကာပူလိုအဆင့်လောက်နေတောင်မှပဲဟလာမနိုင် ရှင်နိုင်ပဲနဲ့ဂျပန်ဆိုရင်အမြဲစဖတ်နေတာတဲ့အမြဲ qualify ဖြစ်အောင်လုပ်နေတာတဲ့အဲ့တော့တဲ့ကလာကိုစင်ကာပူနေပဲရှင်မအောင်နဲ့သူကပြောတယ်ပြောတော့အမေရိကန်တို့ရဲ့ယူရိုပတို့နေနဲ့ရှင်ကြီးတဲ့ပြင်သစ်တို့နေနဲ့ရှင်ကြီးရင်မြန်မာပြည်ကဟိုအာဆီယံမှာတော့ဟိုအောက်ဆုံးမှရှိတာကိုကိုကိုတိတ်ပြီးတော့အောက်ခြေမလွတ်နေတဲ့ တော့ကျွန်မပြန်စဉ်းစားကြည့်တယ်။ကျွန်မတို့နိုင်ငံကိုဒီလိုနေတဲ့နေအောင်ဒီလိုခလာလူရီလူမလေးခွေးမခန့်ဖြစ်အောင်အပြောခံနေရတာကနောက်သူကပြောတယ်ခလာဟိုဂျပန်မှာအမျိုးသမီးနှစ်ယောက်ရှိတယ်ပေါ့သူတို့နဲ့ပတ်သက်ပြီးတော့ပြပဖို့ရောက်နေတဲ့နိုင်ငံခြားသူတွေထဲမှာကိုရင်းဖြစ်တယ်ခလာထင်ပေါ်ကြောက်ကြတဲ့အမျိုးသမီးနှစ်ယောက်ဆိုပြီးတော့စာအုပ်ထုတ်ခံရတယ်အဲ့နှစ်ယောက် ကဟလာအဲ့အမျိုးသမီးနှစ်ယောက်ကဆိုအပြောအဆိုရောနောက်စီးပွားရေးမှလေးအောင်မြင်အောင်လုပ်နိုင်တယ်အဲ့တော့သူတို့ရေးအချင်းကိုမမီဘူးတဲ့ဆိုတော့ကျမအခုခလာဟိုလှိုင်ခွင်းကြပြန်တော့လေတိုက်ဟိုတိုက်ရမှာကုတဝင်တိုက်တာတိုက်နော်ဟိုမြန်မာပြည်မှာရှိနေတဲ့ ဒီနတ်ဆက်ကပဲဖြစ်ဖြစ်စီနတ်ဝတ္တပဲဖြစ်ဖြစ်စီနတ်အဖပဲဖြစ်ဖြစ်စီဥသိမ့်စိမ့်ပဲဖြစ်ဖြစ်စီသူကတော့ဒုစုကိုကြော်သွားတယ်။ကဘာကြီးမှဘာဖြစ်နေလဲဆိုတာမရှိဘဲနဲ့မတိဘဲနဲ့ဟလာဒီ social link ဥနေဝင်ကလုတ်ခဲ့တယ်။နောက်လူတွေကလည်းခလာစိတ်အုပ်ချုပ်ရေးလုတ်ခဲ့တယ်။ကျောင်းလေးကိုဖွင့်လိုက်ပိတ်လိုက်နေအဖြစ်တင်နေပေါ့။အဲ့တော့ client ဝင်ကဟလာသူ့မိသားစုလေးတိုက်တူဝင်တိုက်တာမဟုတ်ဘူး။သူကိုယ်တိုင်လေးဝင်တိုက်တာမဟုတ်ဘူး။တိုက်လို့ပြောပြီးတော့ခုနကကျမနဲ့ဖုန်းဆက်တဲ့လူလိုပဲမြန်မာစင်ကာပူမှာဆိုဟိုးအောက်ကရှိနေတယ်။ဟလား ဒီလိုသူများမျက်ခုံးပေါ်မှာတယောက်ကလူရိုက်တယ်လူပွဲစားလုပ်တယ်။နောက်သူဘမပြည်ပြန်တဲ့အခါကျတော့ဟလာနဝတ္တလက်ထက်မှာသူ surrender လုပ်ပြီးတော့ဘမပြည်ပြန်တဲ့အခါကျတော့သက်ဆိုင်ရာနဝတ္တအစိုးရကိုကာချောက်စီသူ့ကိုပံမစ်ပေးပါလို့ဆိုတော့ကျမမြန်မာပြည်ကိုပြန်ပြီးတော့ဒီ refugee ကိုအပ်ပြီးတော့ permanent resident ကိုဂျပန်အစိုးရစီကပြောင်းယူပြီးတော့ပြန်ပါမယ်။ကျမကိုကာချောက်စီဟလာပံမစ်ပေးပါဆိုတော့နဝတ္တအစိုးရပေးလိုက်တယ်တဲ့။ဘလောက်တောင်လေလေတဲ့။ နောက်သူ့ဝန်ခလာငွေရေးကြေးရေးပြဿနာဖြစ်လို့သူလည်းတရားဖြစ်တဲ့ဂျပန်စီကနေပြီးတော့သူက sponsor ရအောင်ယူပြီးတော့လူ3လောက်တောင်ရိုက်လိုက်သေးတယ်တဲ့အဲ့တော့ جماعه ကြာတော့ဒီအခြေအနေပဲပေါ့ဒီလက်ရှိရောက်လာတဲ့အခြေအနေကနေပြီးတော့ခုအထိခုနလိုစာအုပ်ထဲမှာပြောဖို့မနေနဲ့ကုမ္ပဏီတစ်ခုတောင်မဖွင့်နိုင်ဘူးပေါ့ခုနကလှိုင်ဝင်းကလည်းကလာ جماعه တို့နိုင်ငံမှာအုပ်ချုပ်သွားတဲ့လူတွေရော جماعه တို့နိုင်ငံကအနောက်နိုင်ငံနဲ့ရှင်လိုက်တဲ့ဆိုရင်ခလာအဆအဆနှင်းကြနေတယ်ပေါ့ ဲ့တော့တိုက်ပွဲကိုဒီလိုနေကြအောင်လုပ်တဲ့လူတွေကိုစစ်တပ်ယုံမရှိတယ်ဆိုပြီးတော့သူကပါစက်ကလေးနဲ့မြောက်ပင်ပြောနေတယ်အဲ့တော့သူက UK ကနေပြီးတော့မြန်မာပြည်ကိုနှိမ့်နေတယ်ခုနကကျမနဲ့ဖုန်းပြောတဲ့လူကလူပွဲစားလုပ်တယ်ငွေလိုချီစားတယ်လူရိုက်တယ်အဲ့လုပ်တဲ့အမျိုးသမီးနှစ်ယောက်ရဲ့ချီပြားတောင်မမီဘူးဆိုပြောတော့ကျမစဉ်းစားတယ်ကျမလူခလာကျမလူကိုအားနဲ့ကိုခွန်နဲ့ ท่างจ้างนี่เด็กขึ้นมาเนี่ยตาบุเล่ลูกเอาลงไหนเนี่ยฮะล่ะแล้วท้องวิสาปูเร่ต่มิเลียวกูเล่ตุบวัดตุยัดีเอาลงไหนเนี่ยจะมาแต่ไหนตลอดฮะล่ะมวยจ้ากูเล่จะมาเย็บปะวิ่งจะมาชินี่เด็กดเลี้ยวจะมาทับบ้านเนี่ยจะมาแต่ไหนตลอดจะมาดูดูไม่ยายผู้จะมาฮัล่ะวิรุชิมสาผูจะปะมาจะมาฮัล่ะไในยกที่เนี่ยปองปีโรปัสโปอัดูในงานชาตากาดอัดูมาเล่าผู้ သူကအဲ့ဒီအမျိုးသမီးနှစ်ယောက်ကချမ်းသာသွားတယ်ကုမ္ပဏီတွေအခုတန်ယုံမှလုပ်တဲ့လွတ်လပ်ရေးပွဲကိုအဲ့ဒီအမျိုးသမီးကသူသားလေးနဲ့တက်လာပြီးတော့အခု training visa နဲ့လူ300တောင်မှပဲဂျပန်ကိုတွင်းထားနိုင်တယ်လို့ဆိုပြီးတော့ဂုံယူဝင်ကြွားစွာနဲ့ပြောနေဒီအမျိုးသမီးနှစ်ယောက်ရဲ့ခြေပြားတောင်မမီဘူးလို့ပြောသွားတယ်အထိုင်ဝင်းကလည်းနာဝတယောမဆာလာယောနာဝတယောနာအဖယောဦးသိန်းစိန်ယောကာချုပ်ယောကဘာကြီးရဲ့တိုးတက်နေတဲ့အခြေအနေအထိကိုသူတို့တွေက ဟလာမလေးလာဘူးမဆောင်ရွက်ဘူးပေါ့ဥမာတက်မလို့သားတွေစုံနေရတယ်လေဘကူယုံမဟိုဟလာကိုရင်းကနေပြီးတဲ့အခါမှာကရင်နေရနေပြီးတော့ဘကူယုံမဟိုအနေမြေရှင်းနေတော့တက်မလို့သားတွေရဲ့အင်ကြီးစာလေးတွေ့တော့အဲ့ချင်းကိုထူလိုက်တဲ့အခါအလောင်းချင်း၃တောင်းကိုထတ်ထားတယ်ကျမလူလူဟလာထောင်ကြီးကနေပြီးတော့လူနေရောက်ကိုလဲထောင်ဝင်စာပုတ်ပေးနိုင်တယ်အမျိုးသားလဲစုံသွားတယ်နော် ။နောက်ကျမကိုကျမလေးကျမအောင်လေးလုံနိုင်နေမနေ့ပြန်ဆိုမနေ့၃နာရီကျမထားအောင်။ကျမအခြေအနေကမတိုးတက်ဘူးပေါ့။တပြင်ကိုအမျိုးသမီးနှစ်ယောက်ချမ်းသာတာဘာလို့ချမ်းသာလဲ။အမျိုးသမီးတစ်ယောက်ရဲ့ဆိုင်ဆိုရင်အောက်ထပ်မှာရဲကားကြီးကရက်ထားတာ။တက်ဆိုင်ကကျမကိုခေါ်လိုက်တယ်။အဲ့ဒီအမျိုးသမီးစီတော့သူဒီလိုငွေတိုးချိစားနေတာကိုဆိုင်လေးတစ်ခုကိုယူပါနော်အဲ့ဒါဆိုရင်မင်းကိုဒီလိုကူညီရင် မင်းကိုဂျပန်ရဲ့ဥပဒေအရထိုက်တဲ့နဲ့အကျိုးမြတ်ရမယ်ကျမပြောတယ်မခုညီနိုင်ဘူးလို့ဘာဖြစ်ဆိုကျမဂျပန်စရောက်ကြတဲ့ကသူ့အိမ်မှာနေတာဟုတ်တယ် तू ငွေလို့ချီစားတာကျမသိတယ် तू ကွန်တိန်နာနဲ့ဟလာတရုတ်တွေနဲ့ပေါင်းပြီးတော့ तू ကွန်တိန်နာနဲ့တရုတ်ပြည်ကလူတွေတွင်းတာလေကျမသိတယ် तू ပတ်စပို့အထူးလောက်တာလည်းသိတယ် तू ခိုင်ချင်းကအထူးလောက်ဒါဖြစ်မင်းအဲ့ဒါလေးငါ့ကိုဘာမျိုးကျမမှထောက်ထားမရှိဘဲနဲ့ပါးစပ်နဲ့ပြောလို့မရဘူးလို့သူဒီလိုတွေငွေတိုးချီစားနေတယ်သူဒီလိုတွေဟာလာလူရိုက်နေတယ်သူဒီလိုတွေ passport အထုတွေလုပ်နေတယ်သူဒီလိုတွေ ခိုင်ချင်းကတ်တွေနိုင်ငံခြားသားကတ်တွေအထုလုပ်နေဆိုတာကျမတက်တဲ့အထောက်အထားရှိမှပြောလို့ရမှာတက်တဲ့အထောက်အထားမရှိဘဲနေကြာရုံနဲ့ကျမသူ့ကိုမပြောနိုင်ဘူးအခုလည်းဟလာကျမအကျိုးမြတ်ရမယ်သူဆီရသွားပြီးဆိုင်တစ်ခုကိုထုတ်ပေးပါသူတို့ငွေတိုးချီနေတယ်ကျမမှငွေတိုးချီစားလုပ်တာနှစ်ယောက်သူတို့ကနာမည်နှစ်ယောက်နဲ့ပြောတယ်တယောက်ကမနီယာတောင်တက္ကနတ်တို့ဘာဘာမှတွေ့လိုက်သေးတယ်လှဲလေးနဲ့အဲ့ဒီအမျိုးသမီးငွေတိုးချီစားနေတာရဲ့ဆိုင် အခုကျမနေခဲ့တဲ့အမျိုးသမီးငွေတိုးချိစားနေတဲ့ဆိုင်ဒီဆိုင်တစ်ခုကိုယူလာခဲ့ပါဆိုတာကျမမလုပ်နိုင်ဘူးလို့မလုပ်ခဲ့ဘူးကျမမလုပ်ခဲ့ဘူးတယောက်ကမွန်လူမျိုးသူတို့ဒီလိုကျမမလုပ်ခဲ့ဘူးဆိုတာလေအဲ့ဒီတယောက်နှစ်ယောက်စလုံးအမျိုးသမီးကမသိဘူးဒါပေမဲ့ကျမကိုတွေ့ရင်သူတို့ကကျမကဗမာလူမျိုးတယောက်ကမွန်လူမျိုးတယောက်က half ဒါကကျမ ကျမရေဟဲ့လားတက်ဆိုင်ရာဌာနရေပဲတည်တယ်သူတို့ငွေကြိုးချိစားလုပ်နေတဲ့အတွက်အထောက်ထားကိုလိုချင်နေဆိုတာဟဲ့လားကျမကိုအခုညီတောင်းနေကျမလုံးမပေးခဲ့ဘူးကျမတွေ့ချုံမြရရမယ်နော်အဲ့ချုံမြရမယ်ဒါကိုမယူခဲ့ဘူးအဲ့တော့အေးသန့်ကျူဆိုတဲ့မိမဟဲ့လားခုနကပြောသလိုချမ်းသာကြွယ်ဝသွားတဲ့ဟဲ့လားခုနလုပ်ငန်းကြီးကိုလုပ်တဲ့အမျိုးသမီးတွေလို့မလုပ်ခဲ့လို့ဟဲ့လားဟိုရင်းစီယာနဝတ္တစီယာကား၆စီပါမိယူခဲ့တာလေရော့ refugee status ကိုအလိုက်တယ်ပြီးပါမင်းနဲ့ residence ဆိုပြီးတော့ဂျပန်နဲ့အစိုးရနဲ့အလဲလဲလုပ်ပြီးတော့မြန်မာပြည်ပြန်ပြီးတော့ကားပါမင်း6စီးလုပ်ပြီးကိုလက်ရှိသူသားကခလာလူ300ကို training visa နဲ့ခေါ်ထားတာအဲ့တော့တန်ယုံရဲ့လွတ်လပ်ရေးပွဲမှာသူတို့သားမီးနှစ်ယောက်ကိုဖိတ်တယ်ဒါဒါသူတို့ကိုလက်ရှိအခြေအနေမှာလက်ရှိအတိုင်းဝိုင်းကတန်ယုံကိုလွတ်လပ်ရေးပွဲနော်လွတ်လပ်ရေးပွဲ ူလက်ရေးပွဲကြီးမှာဖိတ်ပြီးတော့သူတို့ကိုဖိတ်တာဒါလက်ရှိအခြေအနေနဲ့ဟလာသူတို့အပေါ်မှာအဖိတ်ခံရတယ်ဆိုတာဒါသူခိကသူခံနေတော့ဟုတ်မှာပေါ့ဒီလိုဖိတ်ခံဖို့ကျမဒီအသိအွယ်မှာကျမမလုပ်နိုင်ဘူးခုကျမကိုပြောသွားတာများဒီအမျိုးသမီးနှစ်ယောက်ရဲ့ခြိပြားတောင်မမီဘူးတဲ့တချို့ကိစ္စတွေကကျမမပြောတာတွေရှိတယ်မပြောတာတွေရှိတယ် လွဲနေတာတော့တော်တော်ကိုလွဲနေတယ်တိုင်းဝင်းကလေခလာမြန်မာနိုင်ငံကိုဒီကိုရင်းနဲ့သူတို့ဒီဥရောပနဲ့သူက UK မှာနေတာ UK နဲ့နိုင်တာ UK တို့အစင်တမျိုးမရှိဘဲနဲ့ဟလာတက်လာတဲ့မဆာတာကိုရင်းမဆာလာပေါ့မြန်မာမဆာလာနာဝဒနာအဖဦးသိန်းစိအကူကချုပ်တို့စုတို့သူကမပြောဘူးအတွေးခေါ်ခေါင်းနေနေအဲ့တော့လှိုင်းဝင်းနဲ့ပြောမိခုနက ပြောသွားတယ်အမျိုးသမီးအမျိုးသမီးရဲ့ခြိပြားနှစ်ယောက်ကိုဟလာမမီဘူးလို့ပြောတဲ့လူပြောမယ်အဲ့ဒီခုနကကလာဟိုဝီတိုချီစားတဲ့အမျိုးသမီးနှစ်ယောက်မပါဘူးခုနကစာအုပ်ထဲမှာဟလာမှတ်တမ်းထင်ခါရတဲ့အမျိုးသမီးကယောက်ျား6ယောက်ယူတာယောက်ျား6ယောက်တတိယဝင်တတိယဝင်တရားမဝင်ရှိသေးတယ် ทีโรดีตูเล่าเล่าไปเลยข้าจะรอข้าล่ะตูฉันถ้าช่วยว่าเอาเล่าตัวละเล่นไหนมูกูบอกว่าเนี่ยมันเล่นไหนมูเปล่าเป็นยันเนี่ยเปียวเปียวเปล่าชีบยาล่ะล่ะไม่มีวูเปียวเปียวถ้าตูตั้งมาเด็กสิ่งนี้ ตูชินากาวามันเล่าเด็กตั้งยุ่งมาเอริยักยักเช่ายับอยู่เลยอันนี้ว่าแต่ไม่โอ้เพย์ไปรอข้าล่ะตูตาดูต้องยาวจะบังกูเทรนนิ่งพิซซ่าเนี่ยคนไหนเนี่ยด้วยคอมพิวเตอร์อันนี้เนี่ยเพย์ยัง ကျမတို့နိုင်ငံရဲ့လွတ်လပ်ရေးနေနေတန်တလားကျမခုချက်ပြောတာကျမတို့နိုင်ငံမှာထေရဝါဒဗုဒ္ဓဘာသာနဲ့ဟလာအခုမိန်းကလေးတွေဝင့်နေတယ်ပေါ့ဒီပုံမှာဟလာရင်သားရင်သားကိုပြပြီးတော့ဝင့်နေတယ်ပေါင်ကြီးရလည်းခွဲနေတယ်ဒါဒီကိုနောက်တက်လာမယ့်အစိုးရထိုင်ရမယ်ကျမတို့နိုင်ငံကိုဖြစ်စည်းမှာက ျမတို့နိုင်ငံကိုကလာလက်နဲ့ကန်တန်းရင်သားသဘုံဖြစ်တဲ့ KNU တွေ KIA တွေ TNL တွေရှမ်းနေ AA တွေ PDF တွေကဖျက်ဆီးတဲ့အခါကျလို့ကျမတို့နိုင်ငံပြတ်သွားရင်လှိမ့်ဝင်လာမှာတရုတ်နဲ့ဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီတွေဒီခါမှာကျမတို့လူမျိုးလေးနိုင်ငံမဲ့သွားမယ်ရင်ကျေးမှုလည်းပြောင်းမယ်ဘာသာတရားလည်းပြောင်းမယ်နိုင်ငံလည်းပြောင်းမယ်အဲ့ဒီအတွေ့ကျမတို့ပြည်သူတွေကပြကလာ PDF ကိုထောက်ခံနေ NUG ကိုထောက်ခံနေ CDM ကိုထောက်ခံနေလက်နက်ကင်တန်းရင်သားတပုံတွေကိုထောက်ခံနေဆိုတဲ့လူတွေ ပြည်တွင်းပြည်ပထောက်ခံနေဆိုတဲ့လူတွေကိုအမှန်တရားပဲမှာရက်နေတဲ့လူတွေကကိုကိုမထီလို့ကိုကိုမနာလို့ဟာလားဘာမှမလုပ်သေးဘူးမပြောသေးဘူးလို့လုပ်လို့မရဘူးအဲ့ဒါဆိုရင်နိုင်ငံကိုဖျက်ဆီးနေတဲ့လှိုင်ဝင်းတို့လူလူမျိုးခုနကဟာလားတလွဲစပင်ကောင်းပြီးတော့အချစ်စာရိတ္တာကိုမကြည့်ဘူးဒီမျိုးသမီးနှစ်ယောက်ကို ။ဟိုငွေကြိုးပေးစားတဲ့အမျိုးသမီးနှစ်ယောက်ကတတ်တတ်ခုနလိုစာအုပ်နဲ့ဟလာဂျပန်လိုရေးထားတဲ့စာအုပ်နဲ့နိုင်ငံခြားကရောက်လာပြီးတော့အောင်မြင်သွားတဲ့အမျိုးသမီးတွေရဲ့ဆယ်ယောက်ရဲ့စည်ရင်းဆိုပြီးတော့စာအုပ်ထဲမှာပါတဲ့နှစ်ယောက်ကိုအထင်ကြီးပြီးတော့ဟလာနင်တို့နှစ်ယောက်ရဲ့ခြေပြားတောင်မမီဘူးလို့ပြောသွားတယ်လူ။ညီမညီမဘဝမှာအဲ့လိုသူများမျက်ရည်ကြမှာတယောက်သေးသွားတယ်အဲ့ဒီ ပစ္စည်းအပေါင်ခံနေလူစီမှာသူ့လက်ဝတ်လက်စားတွေပေါင်ပြီးတော့သူတခါတည်းပတ်စံနေကင်ပြီးတော့ခလာတပေါင်းနဲ့နေကင်ပြီးတော့ဒိုအီတန်းကျူလိုက်ခဲ့ပါကျမဒီပစ္စည်းတွေပေါင်ပြီးတော့ရတယ်ကျမအဲ့ဒါတခုခုကြွေးချင်လို့ပါဒီပတ်စံတွေကပြန်ဆမ်းမှာမစားချင်ဘူးမင်းအခုဘာသွားလို့မလဲကဲမင်းပစ္စည်းကိုပေါင်ပြီးတော့ဒီပတ်စံတွေနဲ့မင်းယူလာပြီးမင်းဘာသွားလို့မလဲဆိုပါချင်းကိုသွားကစားမေပြောတာပြီးဆုံးဒီကောင်မလေးအသက်40ကျော်နဲ့ဆုံးသွားတယ်သူပစ္စည်းတွေလည်းသူမယူနိုင်ဘူးအဲ့ဒါ၄၀ကျော်လေးရေးမယ်။အုံနောက်သွေးကျော်ပြတ်ဆုံးတာ သူ့အလောင်းကိုသားကြည့်တော့အံအဲ့လိုချိတ်ထားတယ်ချိတ်ထားတာသူဝေဒနာခံစားရလို့ဟလာမခံနိုင်လို့ဦးနောက်သွေးချောပြတ်တဲ့အချိန်မှာသူအံချိတ်ထားတာနေမလားတော့မသိဘူးလို့ဒီမြေချင်းကားကိုပြန်သွားတဲ့အစ္စလမ်ဘာသာဝင်တငယ်ရင်းဟန်ဒီကိုတောင်ပြုတ်ပြသေးတယ်နေဝင်မိုးချုပ်ကြီးအလောင်းနေထားတဲ့နေရာကိုနှစ်ယောက်တော့ကြည်ရတာဆုံးပြီဆိုတော့ အဲ့တော့ကျမအခုပြောနေတာကကျမတို့လူခလာဒီလောက်ထိခြေကားရည်တွေလို့တစင်ပြီးတစင်တက်ပြီးတော့ထောင်ထဲကနှစ်ယောက်ကိုလွတ်အောင်သမီးလေးကိုခလာထောင်ဝင်စားပုတ်တဲ့သမီးလေးကိုသူ့ခြေတော်ပေါ်သူရက်တီအောင်ထောင်ထဲကလွတ်လာတဲ့လူနေထိုင်မကောင်းဖြစ်တော့စေးယုံတက်တော့အရှာစေးယုံမှာတစ်ခါတက်ရင် သိန်း38သိန်းအလောက်ကုန်နေသူနှစ်ချိန်တက်တယ်သိန်းသိန်း80ကျော်ပေါ်ဒါစေးယုံစေးကုတာစီပဲသိန်း80ကျော်သွားတယ်နောက်ဆုံးဆုံးနေအထီးပေါ့ ဲ့တော့အသုံးမချဘူးဆိုကျမထပ်နိုင်နေဝင်နေကျမလုတ်သွားတာပဲကျမယောက်ျား6ယောက်လည်းမယူနိုင်ဘူးသူများမျက်ရည်ပေါက်ချင်းငယ်ကြအောင်နေအလားအပေါင်ခံပြီးတော့ငွေတို့ချီးပြီးတော့ဒီလိုကိုကိုကိုခလာနောက်ပိတ်ဆုံးဆုံးသွားတဲ့ဘဝမျိုးကိုရောက်အောင်လေလူတစ်ယောက်ကိုဒုက္ခမပေးချင်ဘူးအဲ့တော့လှိုင်ကွင်းကိုပြောမယ်ဟလားဒီလိုလက်နဲ့ကင်တိုင်းရင်သားတဲ့ပုံတွေကလက်နဲ့ကင်ပြီးတော့တိုက်လို့တက်မလို့သားတွေကြာဆုံးခဲ့ရတာနှစ်ပေါင်းကိုကိုတို့အသက်ပဲအဲ့ဒါကို အမေရိကန်လိုမတိုးတက်ဘူးဂရင်းလိုယူရိုပလိုမတိုးတက်ဘူးအတွေးခေါ်တွေဖြစ်တဲ့တိုက်ဆက်တက်ရမှာပဲနေမင်းတို့ကလားတွေငါတို့နိုင်ငံကလူတွေအကုန်လုံးတယောက်နဲ့တယောက်ဟလာတိုက်ပွဲတွေမှာကြက်ဆုံတော့မှာမင်းတို့ဘင်္ဂါလီတွေဝင်လာမှာငါတို့နိုင်ငံအတွက်ကောင်းချီးတစ်ခုမှမပေးတဲ့တရုတ်တွေဝင်လာမှာအဲ့တော့ငါအခုခလာမင်းတို့လူမျိုးကနိုင်ငံကိုပြပအနေဖြစ်နေတာမင်းတို့ကလားဆိုမင်းကမျိုးမစစ်တော့မျိုးမချစ်ဘူး အခုဒီကျမကိုခလာဖုန်းနဲ့ပြောပြီးတော့ဒီလိုချမ်းသာကြွယ်ဝသွားတာဒီလိုလူရိုက်ပြီးတော့လူမောင်းကိုပြီးတော့အပေါင်းခံပြီးတော့ဒီလိုခလာကွန်တိန်နာတွေနဲ့လူတွေကိုကိုရင်းလုပ်ပြီးတော့ငွေလို့ချိစားသွားပြီးတော့ဂျပန်မှာစာအုပ်ထဲမှာအရေးခံရတဲ့အမျိုးသမီးနှစ်ယောက်လို့လေကျမမလုပ်နိုင်ဘူးသူတို့နှစ်ယောက်ကိုတီလေးစီကဂျပန်မှာလာပြီးတော့ဟလာကွန်ဆက်လုပ်တော့ဒေါ်ရိတ်ကြီးနှစ်ယောက်ဆိုပြီးတော့အခောင်းနဲ့တင်ချိုင်းမှာလုပ်တာဒေါ်ရိတ်ကြီး1ဒေါ်ရိတ်ကြီး2ဆိုတာသူတို့သူနှစ်ယောက်အဲ့ဒီနှစ်ယောက်ကို ီလေးတီးရနေပြီးတော့အငိတ်ကတော့လာပြီးတော့ခလာသူတို့ performance လုပ်သွားတာသူတို့လိုတဲ့ကိုရင်းမဖြစ်တယ်အလုံးမခံနိုင်ဘူးယောက်ျား6ယောက်လည်းမယူနိုင်ဘူးဟလာ training visa နဲ့လူ300ဘူးဟလာရိုက်ပြီးတော့ဟမ် ပကူးမှာရှိနေတဲ့မြေကွက်ကိုတဧကကိုဂျပန်ရန်တပ်ပေါင်းနဲ့ဝေပြီးတော့တောင်တရာကိုတောင်ကိုရီးယားအထက်ကျုပ်စိတ်ယုံကိုဂျပန်ရန်ကိုဒဂရီနဲ့ရောင်းပြီးတော့ဂျပန်နဲ့ရန်ကုန်မှာကုမ္ပဏီဖွဲ့ပြီးတော့ training visa နဲ့အခုလိုလူ300ကိုဂျပန်ကိုရောက်အောင်လှုပ်လို့လွတ်လပ်ရေးဂျပန်ရှီနာကာဝါတန်ယုံမှလုပ်တဲ့လွတ်လပ်ရေးပွဲကိုအဖိတ်ခံရတာကဒါသူတို့သမိုင်းမယ်ကျမအခုပြောတာက လူတွေရဲ့အတွေးအခေါ်လူတွေရဲ့တံပိုးထားမှုလွဲနေတယ်အရေးကြီးတာလူတယောက်မှအရေးကြီးတာအရှက်အရှက်နဲ့လူလောက်တာနံပါတ်2လူတယောက်မှအရေးကြီးတာအချင်းစာရိတာနောက်တစ်ယောက်လူတယောက်မှအရေးကြီးတာသူတမိုင်းသူတမိုင်းဒါပေမဲ့လက်ရှိမှာလူတွေတံပိုးထားနေတာက လွှဲနေတယ်ချမ်းသာကြွယ်ဝမှုဂုဏ်ရှိမှုဟလာဂုဏ်ရှိသလားယာတုရှိသလားချမ်းသာကြွယ်ဝသလားဒီမှာမှအလေရန်လောက်မှဆိုပျက်စီးကုန်ပြီကောင်မလေးတွေတိုးတိုးလေးတွေတိုးတိုးလေးတွေအခုကပြနေတာရင်သားနဲ့ဒီမိမကိုပြနေတာမြမပြမလေးတူတူပဲဂျပန်မလေးတူတူပဲပျက်စီးနေတာမူးရစ်စိမ့်နေတိုင်းပြတိုးတက်နေတာမဟုတ်ဘူး လူတွေလူတွေအချင်းစာရိတပြက်နေတာဒါတိုးတက်တယ်လို့ပြောမလားအမေရိကန်နိုင်ငံမှာဥရောပမှာနဲအဲ့တော့အစိုးရအနေနဲ့ကျမတို့နိုင်ငံကိုပဲပြောမယ်ဆိုရင်ဒီလိုတိုက်ပွဲတွေဖြစ်နေရင်ဘလို့မှနိုင်ငံဟာဖွချိုးပြဆုဖြစ်လို့နိုင်ငံမွေးပြေးသွားရင်ဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီတွေဝင်လာမှာပဲတရုတ်ကလည်းတိဘက်ကိုတိမ့်သလိုတိမ့်မှာပဲနိုင်ငံမှာတန့်ပြီးတော့ ခံနိုင်တဲ့အင်အားမရှိဘူးဒါကြောင့်ကျမအခုလို့ပြောနေရင်ကျမကိုတိုက်ခိုက်တာကလားတွေကလားတွေနော်ကလားတွေတိမ့်နေမယ်နော်ကလားတွေတိုက်ပြတဲ့ဝင်လာမယ်နော်အခုရှင်နာကဘတန်ရုံရှိမှာစန္ဒပြနေတယ်ကလားတွေဟလာနေ့စဉ်လာပြီးတော့ပြနေသူတို့ခုံလုံခွင့်ရဖို့အဲ့ကလားတွေရေမြန်မာပြည်မှာရှိတဲ့မိသားစုတွေရေပိုင်ဆိုင်မှုတွေအကုန်သိမ်းရမှာသူတို့သူတို့ 对嘛？好啦、嗯，拿笔喽！阿姑，那样也可能个样嘞。这路也米巴里讲你嘞，这路也水牛里讲你嘞。这路单用什么拿笔喽？你先，这路三拿笔啊你嘞？哎，单用什么拿笔喽？笔啊你嘞？路里也马笔嘛是嘞？阿里姑等样没？马笔回来嗦。 ตัวนี่งงูพิสีนี่ละกูแหลงวิ่งเปลี่ยนนี่เลยนี่ไงแหลงวิ่งยัมีบารีแหลงวิ่งยังสวยมีรีชีนี่เอร่าหูยังมาพี่มากูไปเซ็งบุรีติงตัวนี่ทุกเอลูกกลเลวอะไรไหมแต่ตอนมาแหลงวิ่งอ่ะเสพยาอินเปลี่ยนี่มาโอไอซีซีอ่ะเป็นสายอันนี้ အခုကျမရဲ့ accounts မှာဟလာကလားဘူပြောနေလို့ကျမကိုတခါတည်းဘူအစီရှိတယ်လို့ဘာလို့ပြောနေလဲဂျပန်ကျွန်မကြီးလို့မြ мян တေးပါစီအသေးဆုံးနဲ့တေးပါစီလို့ပြောနေတယ် LWN YouTube channel ကလားတို့မောင်မောင်ကလေးကလားတို့ဟန်ကြီးကလားတို့ဝေကြီးကလားတို့ជីជីကလမလို့အေးအေးကလမလို့အဲ့ဒါတွေရပိုင်ဆိုင်မှုတွေအကုန်သိသူတို့အေးယူအဲ့လိုကိုလုံမသူတို့မြန်မာပြေပေါ်လဲလာနေသေးတယ်ညာအေးလို့ ကျွန်တော်တို့နိုင်ငံသားနိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုကျွန်တော်တို့ဟလာတိုးလည်းမယူဘူးရှော့လည်းမယူဘူးအပြည့်ဝယူမယ်ဆိုအဲ့လိုစော်ကားတာ LBNG YouTube channel ဟလာသူ့မိသားစုထဲမှာနိုင်ငံရေးကြောင့်နိုင်ငံရေးအချင်းသားဖြစ်ခဲ့တာမဟုတ်ဘူးခုဖြစ်နေတဲ့တိုက်ပွဲတွေမှာဘယ်ကလားမှ LBNG YouTube channel ရောဝီဂျီရောမောင်မောင်အစ်ကလေးရောခင်မဦးရောခင်ကလားခင်မဦးဆိုဂျပန်မှာဂျင်းဖို့ကိုယူထားတာ Henry ခင်မဦးဆိုရင် Christian တယောက် သူတို့ဝင်ကြိုက်နေတာမဟုတ်ဘူးကြာဆုံးနေရတာတမရုံသားတွေကြာဆုံးနေရတာပြည်သူရဲတွေအဲ့တော့ဒီလိုကာချုပ်လင်ဟလာတပုံကတပုံအလုတ်ကိုပြက်ပြက်သားသားလုံနေတာလုံရဲတယ်ပြက်ပြက်သားသားလုံရဲတဲ့သူကိုကာချုပ်တာဝင်လွှဲပေးသင့်ပြီရုပ်ကွယ်ရုပ်ကွယ်ခိုးမတင်နေရတဲ့လူတွေကအများကြီးပဲကြာဆုံးနေရတဲ့လူအလောင်းတွေကိုတုံးလေးလောက်ထပ်ပြီးတော့ဘကိုးရုံမှမြှုပ်ထားရတာ ။တလောင်းကို၆ခဲမှာကန်ချထားတာ။ထားပါခုနကပြောသွားတဲ့လူကတော့ဟလာအခုလိုချမ်းသာကြွယ်ဝနေတဲ့နှစ်ယောက်ရဲ့ခြေပြားတော်မမိဘူး။ကျမအသက်86နှစ်ကျမယောက်ျား6ယောက်ကိုယူရမှာလား။ကျမ်းပန်ကျပန်ဟလာအမျိုးသားလဲပါတယ်တန်အမှတ်လဲပါတယ်ဆရာဝန်လဲပါတယ်တူတူအရင်လဲပါတယ်သူယောက်ျားလဲပါတယ်အဲ့ဒါတွေကဲ ဟလာသူ့ကိုတရားစွဲတဲ့ဂျပန်လေပါတယ်တွေ့ကြည့်လိုက်ရင်6ယောက်အဲ့6ယောက်ကိုယူပြီးတော့ဟလာချက်သာကြွေအောင်လုပ်ရမလားဟင်သူတမိုင်းကနောက်ကနေလိုက်လာတာပဲလူတယောက်ကဟလာရိုးရိုးအထက်တန်းပြတ်ကြောင်းဆီရမှာယောက်ျားကတိတ်ကုန်တယ်လို့တယ် ဲ့ဒါကဒီလောက်ထိခက်လာချမ်းသာကြွယ်ဝတွေမြန်မာပြည်မှာလည်းကုမ္ပဏီတွေဒီမှာလည်းဂျပန်မှာလည်းကုမ္ပဏီတွေနေလူ300ကိုလုပ်တယ်ဆိုတာဟာလာလူ300ကိုဂျပန်ကို training visa နဲ့တွင်းနေကုမ္ပဏီနှစ်ခုဖွင့်ထားတယ်ဆိုတာအထက်တန်းပြဆီယာမတ်တယောက်နဲ့တစ်ကုံတဲ့လုပ်တဲ့တယောက်ကဒီလိုချမ်းသာကြွယ်ဝလာတယ်ဆိုတာသူဒီလိုလူ6ယောက်လောက်ကိုဂျပန်မှာယူပြီးတော့တခါတည်းကိုဒီကုန်ကူးသွားတာမလုံနိုင်ဘူးသူတို့ချီပြတော့မမီဘူးတဲ့ဒါတွေကိုကျွန်မတက်ပြောတာလူငယ်တွေ လူငယ်ဒီနော်အရွေးမှားမှဆိုလို့ဝတ်ကောင်းစားတာတွေဝေပြီးတော့ကာကြီးစီးပြီးတော့ဟလာတခါလေးစီးပြနေပြီးတော့ဟလာလူကုန်တန်းရောင်ဆောင်ပြီးတော့ဟင်ကျမတို့မြန်မာနိုင်ငံကိုအထွတ်မှတ်ပြုထားတဲ့လွတ်လပ်ရေးနေ့ဂုံပြူပွဲကိုတက်တယ်ဆိုတာသူလိပ်ပြတ်သူတန်းလို့တက်တာလေခုနကပြောသွားတဲ့လူကနိဖိတ်တလားတဲ့အဲ့ဒီပွဲကိုတာမီနေရောက်လာတက်တယ်တဲ့ဒါ ဖိတ်တဲ့လူကလည်းဟလာသူတို့ရဲ့ဒီတတ်မှတ်ထားတဲ့ဟလာအဆင့်အတန်းကိုဒီဒီအမျိုးသမီးပြီးတယ်ဆိုပြီးတော့ဖိတ်တာဒါပေမဲ့တကယ်တမ်းကျတော့ဒီအမျိုးသမီးရဲ့တမိုင်းကဖြတ်လို့မရဘူးဒီအမျိုးသမီးလို့ဖြစ်ချင်တဲ့အတွက်ကျမကဒီအသက်ရွယ်မှလည်းလိုက်မလုပ်နိုင်ဘူးအဲ့တော့အခုလို line ပေါက်တက်ပြီးတော့ကျမပြောတာက မြန်မာမျိုးသမီးတွေကိုတမိုင်းမှာဒီကုံအတွက်ဒီဒရက်အတွက်ကျွန်မမကြိုက်ဘူးဒီကိုရင်းနေဘာကောမလဲကိုလက်ရှိကိုရင်းမှာအမှုပညာသမားတွေဝိတ္တစာရာတွေကိုဒါတွေကိုဆံပြတ်ကြည့်နေတာဘိုးကိုဘဝသမားတွေဘဝသမားတွေစိတ်ကူးရှင်လို့မရအောင်အထူးသဖြင့်မိမတွေချမ်းသာတွေတန်းနဲ့မခံနိုင်ဘူးဆင်းရဲတဲ့တန်းနဲ့မခံနိုင်ဘူးအရေးကြီးတာမိမတယောက်ရဲ့တမိုင်းမင်းကျွန်မဂျပန်ရောက်တယ်ကျွန်မစာသင်ခဲ့တဲ့ဟလာကလေးတယောက်ရဲ့မိခင် ကျမကိုဖက်ငိုတယ်ကျမဂျပန်နဲ့လက်ထပ်လိုက်ပြီလားဆိုတော့မဟုတ်ဘူးဆရာမတဲ့ဂျပန်နဲ့ကျမလက်ထပ်မြန်မာပြည်မှာအိမ်အောင်ရှိတယ်ဂျပန်နဲ့လက်ထပ်ယုံတယ်မကဘူးကျမနေ့တိုင်းနဲ့အရက်မတက်ရရင်မနေနိုင်ဘူးအရက်ဆွဲသွားပြီအဖြတ်လို့ရတာပဲလို့အရက်ဖြတ်လို့ရမဟုတ်ဘူးတဲ့ကျမဘဝကသွားပါပြီတဲ့ကျမစနက်မှလုပ်တာတဲ့စနက်ဆိုတာဘာမှတော့မသိဘူးကလပ်ဖြစ်ဖြစ်လိမ့်မယ်စနက်မှာလို့တာရဲအရက်ကိုငှဲ့ပေးရတယ်လိုရတော့ကျမအရက်တပ်တက်နေပြီဆီယမ်မရဲ့တဲ့ကျမအရင်လိုမဟုတ်တော့ဘူးဆိုငိုတာ ကျမကိုဖန့်ကိုတာကျမလည်းသူ့သူ့ကြည်မြန်မာပြည်ရရှိတဲ့အသားရည်နဲ့အခုဂျပန်မှာရှိတဲ့အသားရည်တောင်မတူတော့ဘူးအသားရည်ကနည်းနည်းပြက်လာပြီကြည်ပြီးတော့ဖြစ်ရလိမ့်ချင်းဂျပန်နဲ့လက်ထပ်လိုက်တဲ့ snack မှလုပ်တဲ့အရက်ဆွဲနေပြီးဖြစ်ရလိမ့်ချင်းအဲ့တော့ fly wing ဟဲ့မင်းတိုးတက်ချင်တယ်ဆိုတာအဲ့လိုဘင်္ဂါတို့ရဲ့မြန်မာအမျိုးသမီးတွေကိုအဲ့လိုဘွားမျိုးရအောင်တိုးတက်စေချင်တာလားမင်းကနှိုင်းရှင်ပြောနေတာနိုင်ငံတိုးတက်တာဟဟလာကိုရင်းတက် လူတွေရဲ့အချင်းစာရိတ္တတိုးတက်ဖို့လိုတယ်ဒီနိုင်ငံကအလုံးသူတွေကယူသားတွေဟလာစ조사တွေပညာ조사တင်နေပညာအဆင့်တန်းရှိတယ်ပညာရေးချင်းမှာ1 to 10စင်ကာပူလို့ပါတယ်ဒါမျိုးပဲငါလူချင်းတယ်ခုနကလူကပြောသွားလိုက်တာများကျွန်မရစရာမရှိအောင်ကိုပြောသွားတာမင်း BSc physics ဆိုတာလေဒါလေးရလေကိုကိုကိုလေးတိတ်ထင်ကြီးမနေနဲ့စင်ကာပူချီပြားတော့မမီဘူးလေ အဲ့လိုအပြောခံနေရတာဘာကြောင့်လဲဆိုရင်ငါတို့နိုင်ငံတည်းမှာမင်းတို့လက်နဲ့ကင်တိုင်းရင်သားတပုံတွေကလက်နဲ့နဲ့ဖြစ်နေအဲ့တော့မင်းတို့ကတတ်မလို့ပြောမယ်တတ်မလို့ထဲမှာရှိတယ်မင်းတို့ထဲမှာလည်းမင်းတို့ခေါင်းဆောင်တွေသူတို့သားသမီးတွေကိုနိုင်ငံခြားမှာပညာသင်နေတာတတ်မလို့ထဲမှာလည်းရှိတယ်တတ်မလို့ခေါင်းဆောင်တွေတတ်မလို့ခေါင်းဆောင်တွေထဲမှာဟလာသူတို့အတွက်သူတို့လုပ်တာ ရှိတယ်ဒါပေမဲ့အောက်ခြေကိုကြည့်ရမယ်အောက်ခြေကတက်မလို့သားတွေကိုကြည့်ရမယ်တက်မလို့ institution ကြီးတစ်ခုလုံးရှိနေတယ်ဆိုတာအဲ့လိုတက်မလို့သားတွေအတွေ့အနစ်နာခံနေတဲ့တက်မလို့သားတွေအတွေ့သူတို့အနစ်နာခံနေလို့ဒီ institution ကြီးရှိနေတာဒီလိုပြည်သူရဲတွေရှိနေတာအဲ့တော့ဒီဒီနေ့တက်ပြောတာဟလာအမျိုးကောင်တာသမီးတွေပြည်တွင်းမှာပဲရှိရှိပြည်ပမှာပဲရှိရှိကိုသမိုင်းကိုတော့ဒီငွေကြေးကြောင့် ခုနကပြောတဲ့ဟလာစောက်ထဲမှာပါတဲ့အမျိုးသမီးနှစ်ယောက်ကြောင့်ခေါင်းကနေခြေပြားအထိတခါတည်းဟိုတောက်ကိုပြောင်းပြီးတော့နေပြီးတော့သူတို့ကြည့်လိုက်ရင်တော့တောက်ပြီးတော့ပြောင်းနေတာပဲဒါပေမဲ့သူတို့ချပြီးတော့နင်းသွားတယ်မြန်မာလူမျိုးတွေသူတို့ချပြီးတော့နင်းသွားပြီးတော့မျက်ရည်ဆက်လက်နေနောက်ဆုံးအသက်ပါတည်သွားတယ်မြန်မာလူမျိုးတွေမနေဘူး